ယခုတခါကျွန်တော်ဖတ်ပြပေးမယ့်ဝတ္ထုလေးကတော့ဆရာကြီးဖိုးကျော့ရေးသားသောဟူကောင်းတောင်ကြားမှ တွေးဆုပ်ကောင်းများဆိုတဲ့ဝတ္ထုတိုးလေးပဲဖြစ်ပါတယ်ခင်ဗျာဟူကောင်းတောင်ကြားမှ တွေးဆုပ်ကောင်းများရှင်ဘူရန်ဤလူနာတဲ့လေရင်ကွင်းအမှတ်၈မှာလေရင်ကွင်းဟုဆိုတော့လဲတိတိတန်တန်မဟုတ် မိုင်မောင်းများစွာရှည်လျားသောမဟာလီရိုလမ်းမကြီးဤပြေလျှောဖြောင်းမတ်သောအစိတ်အပိုင်းတစ်ခုမြတ်သာဖြစ်သည် အမမလီရိုလမ်းမကိုအရေးပေါ်လူနာတဲ့လေရင်ငယ်များ အလွယ်တကူဆင်းနိုင်တက်နိုင်အောင်ချဲ့ထားခြင်းသာပေပေါင်းများစွာရှည်လျားသောလူနာတဲ့လေရင်ခွေးဤဟိုဘက်ထိတ်ဒီဘက်ထိတ်တွင် ကားလမ်းမကိုပိတ်နိုင်ဖွင့်နိုင်သော တကားရှင်နှစ်ခုရှိသည်အကယ်၍လူနာတဲ့လေရင်များဆင်းတော့တက်တော့မည်ဆိုရင် ထိုတကားနှစ်ခုကို လီရိုလမ်းမတဲ့ကားများမဝင်နိုင်အောင်ဟိုဘက်ထိတ်ဒီဘက်ထိတ်ကပိတ်ထားရသည် လမ်းကိုချဲ့ထားသောလေယာဉ်ကွင်းဖြစ်သဖြင့်လေယာဉ်အစင်းအတက်ဆက်သွယ်ရန်တာဝါမျှော်စင်မရှိ ဖောက်လုံထားရသောလမ်းမှာမြင်းမာဝေတီသောတောင်ထိပ်ဖျားပေါ်တွင်ဖြစ်သည်တစ်ဖက်တွင်လှိုင်းထနေသော ရှင်ပွေရန်တောင်မြင့်ကြီးများနောက်တစ်ဖက်တွင် မိုးထီမြင်းမာနေကြသောဟူကောင်းတောင်တန်းကြီးများထို့ကြောင့်လေယာဉ်အစင်းအတက်ကိုဆက်သွယ်ရန်တာဝါမျှော်စင်ဟုတီးတီးတန့်တန့်ခန့်ခန့်ထည်ထည်မရှိဘူး ဝါယာလက်ဆက်သွေးစခန်းကလေးတစ်ခုသာရှိ၏ထိုဝါယာလက်ဆက်သွေးစခန်းတွင်ဒုတက်ကျက်တစ်ယောက်နှင့်ရဲဘော်စစ်သား၂ယောက်ရှိသည်လမ်းတကားဆောင်ကိုလီ၂ယောက်ကိုပါထည့်တွက်လျက်အမတ်ရှိလူနာတဲလေရင်ကွင်းတွင် လူသားဆို၍သူတို့၅ယောက်သာရှိသည်သူတို့၅ယောက်ထဲတွင်စစ်သား၃ယောက်ကအိန္ဒိယလူမျိုးဖြစ်ပြီးကိုလီတကားဆောင်၂ယောက်မှာရှင်ပွေရန်ဤဒေသခံနာဂအမျိုးသားများဖြစ်ကြသည် အမှန်ကအမတ်ရှိလူနာတယ်လေရင်ခွင့်၌သာမဟုတ်တက္ကအစပြီးယခုထိ ဖောက်လုပ်ပြီးသမျှလူနာတယ်လေရင်များ၏ဖွဲ့စည်းပုံကဒီထက်ပိုများမိုင်မောင်း1400ရှည်သော လီရိုလမ်းမကြီးသာပြည်စည်းသွားပါကဤရှင်မွေရဲ့အမတ်ရှိကဲ့သို့သော လူနာတယ်လေရင်ကွင်းငယ်ပေါင်းမှာ600ကျော်ခန့်ရှိပေမည်အေရီးယားနိုင်ငံအာသန်နှင့်ဘင်္ဂလားနယ်သို့တွားရာမြေထားလမ်းဖြစ်သည့်လီရိုမအစပြုခဲ့သော ဤလမ်းမှာရှိလူနာတဲလေရင်ခွေး၏အမှတ်စဉ်အတိုင်းသာရေတွက်လာလင်လောဤရှင်မူရန်၏အမှတ်၈လူနာတဲလေရင်ခွင်းအမှတ်မှာ၄ရက်ဖြစ်သည်သို့တော်ပြည်내တောင်တန်းဂျိုင်ဝမ်လွင်ပြင်စတီများကိုပိုင်းခြားသတ်မှတ်ထားရာဤလူနာတဲလေရင်ခွင်းငယ်ကိုရှင်မူရန်အမှတ်၈လူနာတဲလေရင်ခွင်းဟုသာခေါ်ကြလေသည်ဤမိုင်မောင်း1400ရှိသောလီရိုလမ်းမကြီးကို အမေရိကန်ဗိုလ်ချုပ်ကြီးစတီဝဲသည်1943ခုနှစ်ဒီဇင်ဘာလ1ရက်နေ့တွင်စတင်ဖော်လုပ်ခဲ့သည်သူ့လက်အောက်ရှိတရုတ်တပ်မကြီး3ခုနှင့်ကုတ်ကဲဖော်လုပ်စေခဲ့သည် လီရိုလမ်းမကြီးကိုအိန္ဒိယနိုင်ငံ လီရိုမြို့မှပတ်ကွိုင် တောင်တန်းကြီးကိုကျော်ဖြတ်ပြီးတနိုင်းမိုးကောင်းမြစ်ကြီးနားမှတဆင့်ဗမော်ရှိတရုတ်မြန်မာလမ်းမကြီးနှင့်ဆက်သွယ်မိရန်ဖော်လုပ်ခဲ့ကြခြင်းဖြစ်သည် လမ်းမကြီးဖောက်လို့ရတွင်အိန္ဒိယနိုင်ငံအာသံပြည်နယ်လမ်းဆောင်တိုင်အောင်မြေတွန်းဆက်များမြေကော်ဆက်များမြေသိပ်ဆက်များမြေကျိတ်ဆက်များလမ်းကျိတ်ဆက်များတို့နှင့်ကြောက်ခွဲဆက်တို့ကိုပို့ပေးခဲ့သည်မိုင်1400ရရှိသောလီရိုလမ်းတွင်တရားပေါင်း1300ကျော်တိစောက်ခဲ့ကြသည်1945ခုနှစ်ဇန်နဝါရီလတွင်အပြည့်တက်ခဲ့သည် အိန္ဒိယမြန်မာလမ်းမကြီးသည်လာရှိုးမှသည်တရုတ်ပြည်ဘက်တွင် ရှိသော မာကိုပိုလိုလမ်းမကြီးနှင့်ဆက်သွယ်ခဲ့သည် လီဒိုလမ်းမကြီးတလျှောက်တွင် အရေးပေါ်အဆောက်အအုံ2300ကျော်ရှိခဲ့သည် ထိုအဆောက်အအုံများတွင် မော်တော်ကားဆက်ပြင်ယုံလက်နက်တပ်စင်ယုံပေါင်း80ကျော်လည်းပါရှိသည်ဟူကောင်းတောင်ကြားရှိရှင်ဘွေရန်အတွက်ဆက်ကြီးဆက်ငယ်အစိတ်အပိုင်း20ခန့်ပါဝင်ပြီးခုနှစ်တန်၄သောဆက်ကြီးနှလုံးထိပါဝင်သည် ဆက်ပြင်ယုံကြည်နှယုံကိုလည်းတိဆောက်ခဲ့ကြသည်ထိုဆက်ပြင်အလုံယုံမှာမော်တော်ကားဆက်ပစ္စည်းအစိပ်ပိုင်းအလုံးအပြည့်အစည်းလုတ်ပေးနိုင်သည့်အထိပြည့်စုံ၏ထိုအဆောက်အအုံများအပြင်လမ်းတစ်လျှောက်လုံးတွင် လေရင်ခွင်း30ကျော်နှင့် လူနာသည်လေရင်လမ်းပေါင်း600ကျော်ကိုလည်းဖောက်လုတ်ခဲ့ကြသည်လီဒိုလမ်းမကြီးကိုဖောက်လုတ်ခဲ့ကြသည့်အတွက် ကုန်ကျငွေမှာဒေါ်လာ138တန်းမြှရှိခဲ့သည်1943ခုနှစ် ဒီဇင်ဘာလတရက်နေ့ကစတဲ့ဖောက်လုပ်ခဲ့သောလမ်းကို1945ခုနှစ်ဇန်နဝါရီလတွင်အပြီးသတ်ခဲ့သည်ဤမြငွေကြီးကုန်ကြမ်းခံက ဖောက်လုပ်ခဲ့ရသောဤလီရိုလမ်းမကြီးဖောက်လုပ်ရာတွင်အသက်ပေါင်းများစွာကိုလည်းစတေးခဲ့ကြရသည်သို့တော့ဒုတိယကမ္ဘာစစ်ကြီးအတွက်ဤလမ်းမကြီးမှာမရှိမဖြစ် မဖောက်မဖြစ်သောလမ်းမကြီးဖြစ်သည်ဖြင့်အမေရိကန်ဗိုလ်ချုပ်ကြီးစတီးဝဲသည်ကြက်ကုတ်ကြက်ခဲဖောက်လုပ်ခဲ့ခြင်းဖြစ်လေသည် ထိုအချိန်ကဒေလီကိုချီတက်ကြစို့ဟူသောဂျပန်တို့၏ကြွေးကြော်သံမှာအာတန်၏မျိုးတော်ဖြစ်သောအင်ဖာနှင့်ကိုဟီမားကိုအဆက်မပြတ်ရိုက်ခတ်လျက်ရှိလေသည်ရှင်ဘူယန်၏အမတ်ရှိကွင်းပေးတွင်တကားဆောင်လာပြန်သည်ဟိုငေးတင်ငေးနှင့်လမ်းလျှောက်နေသည်ခဏကြာသောအခါအလုသမားများကိုအပြည့်တင်လာသောထရက်ကာတစ်စီးကရှင်ပွေရန်အထက်ဘက်တက်သွားလေသည် ထို့သောအလौဒမားများပို့သောကားတွေမှာတမိတမျိုးနေမှ တစည်းတလီလာတဲ့ဤတနည်းတနည်းဆိုရင် တနည်းနေ၍ပင် တစည်းတလီတက်မလာတဲ့လေရင်ကွင်းဆောင်ဟုဆိုတော့လေလူနာသေးလေရင်ကွင်းအမှတ်ရှစ်မှာလုံးဝအသုံးမပြုရသေးတဲ့ဖြင့်လာပြန်တွင်ဘာတာဝင်မှမရှိသေးဖွဲ့စည်းပုံအရသာအဆောင်ချထားသဖြင့်ပြင်းရည်ညှင်းငွေစရာပင်ကောင်းနေလေသည် ထို့ကြောင့် ထိုင်နေနေရက်နေနေလမ်းလျှောက်နေနေဘာမှပြဿနာမရှိတခုတာစိုးရင်ရ၏တရုတ်စစ်ဘိုလ်စစ်သားများကားနှင့်တက်လာ၍တကားနာတွင်လူရုပ်လူချေမမြင်ရလင်တော့အော်ခေါ်ရှာဖွေတက်ကြသည်လူရှိနေသည်ကိုမြင်တော့ဘာမှပြဿနာမလုံးအမှန်ကလာပြန်သာမဟုတ်အနောက်ဘက်တကားဆောင်နှင့် လက်ရလက်အဖွဲအိန္ဒိယစစ်သား၃ယောက်မှလည်းထိုနည်း၎င်းပင်ဘာတာဝန်မှမရှိသည် လီဒိုလမ်းမှာကလည်းဖောက်လို့ဆဲတာရှိသေးရာလူနာတဲ့လေငယ်များ ဆိုဒီမှာကွင်းနဲ့လာဆင်းမှုမဆိုထားနဲ့သူတို့အနေကမြင်ပင်မမြင်ဘူးကြသေးပေထို့ကြောင့်လဲရှင်ဘွေရန်ဤအမှတ်ရှိလူနာတဲ့လေရင်ကွင်းရှိ လူသား၅ယောက်မှာတော်ကြီးမြန်မဲတဲ့ပြည့်ညင်းငယ်ပွေရာအချိန်ကုန်နေကြရလေသည်ဒီလိုနဲ့1944ခုနှစ် မစလာဤတနေ့မှာလီတိုလမ်းမှာရှိရှင်ဘွေရန်အမတ်ရှိလူနာသည်လေရင်ခွင်းအရှိတ်ဘတ်တကားဆောင်ဖြစ်သူလာပြန်သည်လမ်းဘေးရှိတစ်ပင်ကြီး တပင်ကိုမှီကာနိုင်မင်းနေလေသည်နေမောဆောင်ကြီးအချိန်တွင် အရှိတ်ဘတ်မှဝုံငနေပကွဲတန်ကြီးတစ်ခုကိုကြားလိုက်ရသည်ထိုအတန်ကြောင့်လာပြန်လန့်လို့လာ၏သို့တော်သူ့စိတ်ထဲဘာမှထူးထူးခြားခြားမဖြစ်မီ ။ဤလိုပေါက်ကွဲသံများမှာလီဒိုလမ်းမကြီးဖောက်လို့ရမှာနှစ်ရက်တစ်ခါသုံးရက်တစ်ခါဆိုသလို ကြားနေရတဲ့ဖြင့်ရိုးနေလိမ့်ပြီ။တစ်ခါတလေဆိုရင်တစ်ရက်ထဲတွင်နှစ်ခါသုံးခါပင်ကြားရတတ်လိမ့်သည်။ဤဒီမှာလမ်းနှင့်မလွတ်သောကြောက်ဆောင်ကြောက်ထရံများကိုမိုင်းခွဲသံဖြစ်သည်။ရှင်ပွေရန်အမှတ်ရှိမှမိုင်းခွဲသံများကိုကြဲကြဲလောင်လောင်ဆူဆူရှရှကြားရသောနေ့တွေရှိသလိုတက်တဲ့များသာကြားလိုက်ရသောနေ့တွေလည်းရှိသည်။ဤဒီမှာလည်း မဟာလီရိုလမ်းမကြီးမှာမွေလင်းမွေကောက်ပမာကောက်ကွေးကနေသဖြင့် ရှင်ဘွေရန်အမတ်ရှိလူနာတဲလေရင်ကွင်းနဲ့ဝေးသွားလိုက်နီးလန်လိုက်ဖြစ်နေသဖြင့်သာနီးလန်လင်ကြဲကြဲလောင်လောင်ကြားရပြီးဝေးသွားလင်တဲ့တဲ့များသာကြားရခြင်းဖြစ်လေသည်ထို့ကြောင့်ဝုံကနေပောက်ကွဲသံကြီးတစ်ခုကြောင့်လန်နိုးလာသောလာဖြံမှာ မကြာမီပြန်ပြီးငိုင်မီနေပြန်သည် ဤအတန်ဒီသူအားတည်ရွင်းပို့ရန်အခြေခံအကြောင်းတရားပါလားဆိုသည်ကို လာပြန်လုံးဝမတွေးမိခဲ့လာပြန်သာမဟုတ်ရှင်ဘွေရန်ဤအမတ်ရှစ်လူနာတဲ့လေရင်ကွင်းတွင်တာဝန်ကျနေသော လူသား9ယောက်စလုံးကလည်းလုံးဝမတွေးမိခဲ့ကြသူတို့9ယောက်သည် ရခင်ငါကဲ့သို့ပင် အစာမပြတ်အိမ်မပြတ်ပဲရှိနေကြသည် ရှင်ဘွေရန်အရှိတ်ဘက်မှမိုင်းခွဲတံမှာသူတို့နှင့်ဘာမှမပတ်သက်တလို့ပင် အမှန်ကသူတို့လူသား၅ယောက်ထဲမှတယောက်ယောက်ကသာမိမိတာဝန်ကျနေသော ရှင်ဘွေရန်အမတ်ရှိလူနာတဲ့လေရင်ကွင်းပဝင်းကျင်ကိုတတိထားအကဲခတ်မိခဲ့ပြီဆိုရင် လီတို့လမ်းမကြီးမှ ပောက်ကွဲတန်ကြီးတစ်ခုကြောင့်သို့မဟုတ်လမ်းသစ်ဖောက်ရမှ မိုင်းခွဲအဖွဲ အမှန်၅မှကြောက်တောင်ကြီးတစ်ခုကိုဖောက်ခွဲလိုက်ခြင်းကြောင့်သူတို့၏အသက်ဇီဝင်ကိုချွေမိတေမင်းကောင်များသည်သူတို့စီတို့ကြောက်လန့်တကြားနှင့် အဆုလိုက်အပြုံလိုက်ပြည်လာနေကြသည်ကို ကောင်းကင်ဘော်တွင် မုတ်ချမြင်ကြရပေလိမ့်မည်။သို့တော်တခုတော့ရှိ၏။ကောင်းကင်ဘော်တွင်အဆုလိုက်အပြုံလိုက်ပြန်လာနေကြသောတေမင်းတမန်ကောင်းများကိုမိသူကားမှတေမင်းတမန်ကောင်းများဟုထင်ကြမည်မဟုတ်။လီရိုလမ်းမကြီးဖောက်လောက်ရာမှ မိုင်းခွဲတန်ကြောင့်ငှက်တအုပ်ပြန်ပြေးလာကြသည်ဟုသာထင်ကြပေလိမ့်မည်။အခြေဆိုင်စခန်းအမှတ်နှစ်မှာ စစ်တုံးခြေကားလေးတစ်စီးသည်ရှင်ပွေရန်ဘက်တက်လာသည် ထိုခြေကားပေါ်တွင်လမ်းကြီးကျယ်ရေမူတရုတ်စစ်ဗိုလ်ကလေးတစ်ယောက်နှင့်အိန္ဒိယလူမျိုးစစ်သား၄ယောက်ပါလာသည်စစ်သား၄ယောက်ထဲမှ ကားမောင်းသူဆမ်မဟာတူးမှာဒုတကျက်ဖြစ်သည်အင်္ဂလိပ်စကားကိုထမင်းစားရေတောက်ပြောတတ်သဖြင့်ဇကပြန်ဆိုကလည်းမမားပေမဟာလီရိုလမ်းမှာတလျှောက်ရှိ အလौဒမကူလီများမှာ အိန္ဒိယအမျိုးသားများကြီးလိုလိုဖြစ်ကြရာဆမ်မဟာဒူးမှာလီရိုလမ်းမာကြီးဖောက်လုဆာကမှဒုတက်ကျက်ရာဒူးအဆင့်ရလာသူဖြစ်သည် ရှင်မွေယံလွင်ပြင်ဂျိုင်ဝမ်အဆင့်တောင်ကုန်းအမှတ်326အလွန်မိုင်တိုင်း604အရောက်တွင်ဆမ်မဟာဒူးကအင်ဖာအခြေအနေဘလို့တည်းလဲဘူကြီးဟု အမှတ်မထင်မိလိုက်၏တလန်းလုံးငြိမ်ပြီးလိုက်ပါလာသော တရုတ်စစ်ဘိုလ်ကလေးအဟုန်ကဘာမှပြန်မပြောဟမ်ဘိုးကြီးအိမ်ဘာအခြေအနေဘယ်လိုတဲ့လဲဆမ်မဟာဒုကထပ်မေးသည်အိမ်ဘာအခြေအနေကမဲတောက်လုံးနဲ့ဘာဆိုင်လဲကားကိုပေါင်းပေါင်းမောင်းစားမှာကွာတော်ကြကြောက်ထဲထိုးကြတော့ပါဦးမယ်မဟာဒုကမောင်းလာတာငားနေရှိပြီဘိုးကြီးစိတ်ချပါတရုတ်စစ်ဘိုလ်ကခဏနှုတ်ဆက်နေသည်ပြီးမှဒီမှာမဟာဒု မင်းတို့ငါတို့အလောက်ကဒီမဟာလီရို လမ်းမကြီးမြန်မြန်ပြီးရင်မြန်မာပြည်နဲ့တရုတ်ပြည်မှာရှိတဲ့ဂျပန်တွေကိုမြန်မြန်မောင်းထုတ်နိုင်ဖို့ပဲမဟုတ်လားမင်းတို့ငါတို့အလောက်ကဒါပဲဟဲ့ဟဲ့အာတန်ရဲ့အင်ဖာရွှေမြို့တော်ဟာမဟာဒူးရဲ့အိန္ဒိယပြည်တဲကမြို့တစ်မြို့ဆိုတာဗိုလ်ကြီးမိနေတယ်တူတယ်မဟာလီရိုလမ်းမကြီးပြီးလို့မြန်မာပြည်နဲ့တရုတ်ပြည်ကဂျပန်တွေကိုမောင်းထုတ်ဖို့ထက်လောလောဆယ်မဟာဒူးတို့ရဲ့အင်ဖာကိုဂျပန်တွေ ရောက်မလာဖို့ပဲအရေးကြီးပါတယ်ဗိုလ်ကြီး တော်တော်လာတဲ့ကောင်ပဲဟူသောအကြည့်နဲ့တရုတ်စစ်ဘိုကမဟာဒူးကိုမကြေမနက်တစ်ချက်လှည့်ကြည့်သည်များသောအားဖြင့်အိန္ဒိယစစ်သားတရားလင်90ရာခိုင်နှုန်းမှာလမ်းဖောက်အလုတ္တမများတဲ့ကစစ်သားဖြစ်လာကြသူများပင် အင်ဖာတွင်မူအလုတ္တမတောင်းတထောင်ထဲမှစစ်သားအဖြစ်လက်ခံနိုင်သူ3000ကျော်ကိုရွေးချယ်ခဲ့လေသည်ထို့ကြောင့်လည်းတရုတ်စစ်ဘိုကအိန္ဒိယစစ်သားများကိုအထင်သေးခြင်းဖြစ်သည် သို့တော်မာရုပြောလိုက်သောစကားမှာမှန်ကန်နေသဖြင့်အင်ဖာအခြေအနေကို မလွဲမသွေပြောပြရတော့သည်အင်္ဂလိပ်ဗိုလ်ချုပ်ကြီးဆလင်းသည်1944ခုဇန်နဝါရီလကပင်အာတန်ပြည်လီဒိုပြည်မောင်းတော်အထိကျယ်ပြန့်သောစစ်မျက်နှာကိုကုတ်ကဲလျက်ရှိသည်မြောက်ဘက်အရက်တွင်ရှိသော လီဒိုမှာ တောင်ဘက်အရက်တွင်ရှိသောမောင်းတော်သို့မြင်းဖြောင့်ဆွဲလိုက်လျင်မိုင်ပေါင်း900 600အတွင်းရှိနေသည်တနည်းအားဖြင့်ဆိုရင်ဗိုလ်ချုပ်ကြီးဆလင်းသည်အိန္ဒိယမြန်မာနယ်စပ်တစ်လျှောက်တွင်စစ်မျက်နှာဖွင့်ထားခြင်းဖြစ်သည်အင်ဖာမြောက်ဘက်မိုင်250အကွာရှိလီဒိုတွင်ဗိုလ်ချုပ်ကြီးဆလင်း၏ကိုကဲမှုအောက်သို့ရောက်နေသော အမေရိကန်ဗိုလ်ချုပ်ကြီးစတီဝဲဦးဆောင်သည့်တရုတ်တပ်မှ၃ခုရှိနေ၏စတီဝဲသည်ဟူကောင်းမြဝမ်းအတိုင်း အရှိတောင်မတ်တို့စင်ကန်လီရိုမှမြစ်ကြီးနားတို့ရောက်နိုင်သည့်လီရိုလမ်းမကြီးကို ဖောက်လုံနေပြီးဤမဟာလီရိုလမ်းကိုတရုတ်မြန်မာလမ်းမကြီးနှင့်မြန်မြန်ဆက်မြန်ရည်စုထားသည်အင်ဖာအနောက်တောင်ဘက်မိုင်300အကွာရှိရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းတွင်ဗိုလ်ချုပ်ကြီးစလင်း၏ကိုကဲမှုအောက်သို့ရောက်နေသော အမှတ်15တပ်မကြီးကမောင်းတော်ဘူးသီးတောင်လမ်းအတိုင်းရန်သူများကိုအပြင်းအထန်ရင်ဆိုင်နေရသည် ်အင်ဖာလွင်ပြင်တွင်မူဗိုလ်ချုပ်ကြီးစကောဦးစီးတော်အမတ်လေးတက်မကြီးကဌာနချုပ်ဖွင့်ကမြောက်ဖက်တီးတိမ်အထိ မိုင်200ကျော်သောစစ်မျက်နှာကိုကာကွယ်ထားရသည် အမတ်55တက်မကြီးနှင့် အမတ်လေးတက်မကြီးကြားတွင်ဓာတ်ရိုက်ဆက်သွယ်နိုင်သောလမ်းဟူ၍မရှိတောထူသောတောင်များမတ်ဆောက်သောကျောက်ကမ်းမများတောင်ကြရေကြောင့်ကမ်းရှံနေသောချောင်းများဖြစ်တာထွေရောရှက်တင်ဖြစ်နေသည် လမ်းဟူ၍မမယ်ရရမရှိသောဂန္ဓာရတွေက တားဆီးနေကြသည်ထို့ကြောင့်တမကြီးတစ်ခုမှတစ်ခုသို့စစ်ကူပို့ရေးမှာများစွာနှောင့်နှေးယုံသာမကအချိန်မီရောက်ရှိ လာနိုင်ရမှာလဲမိတို့မှ မျောလင်းเสียရမရှိ အင်ဖာမရခိုင်ကမ်းရိုးတန်းတို့စစ်ကူပို့လင်ဖြစ်စေရခိုင်ကမ်းရိုးတန်းမှအင်ဖာတို့စစ်ကူလာလင်ဖြစ်စေတမတစ်ခုသည်ရက်တရဘတ်ပေါင်း၃ဘတ်ကြာမှရောက်လာနိုင်မည်ဖြစ်သည် ်အင်ဖာတွင်စစ်ဌာနချုပ်ဖွင့်ထားသော အမတ်လေးတက်မကြီးမှအမတ်ခွန်တက်မသည်ချင်းတောင်ရှိတီးတိမ်တွင်၎င်းအမတ်27တက်မသည်ချင်းတွင်စစ်မျက်နှာရှိတမူးတဝိုက်တွင်၎င်းတက်ဆွဲလျက်ရှိနေပြီအမတ်23တက်မနှင့် အမတ်254တင်ကားတက်မဟာတို့မှတက်ကူများအဖြစ်အင်ဖာတွင်ရှိနေသည် တင်ကာတက်မဟာတခုလုံးအင်ဖာကိုရောက်နေမှာတော့ကျွန်တော်တို့ဘာစိုးရင်ကြိုင်ရှိလဲမဟုတ်ဘူးလားကိုကြီးဒါဘောကဟုတ်တရုတ်စစ်ဘုံကပြောလိုက်တော့အခါဆမ်မဟာတူးမှာကားကိုတောင်ကုန်းအမှတ်4421စီမောင်းတက်သွားသည် ရှင်ဘူရန်၏အမှတ်6လူနာတဲလေရင်ကွင်းသားရောက်တော့အခါမဟာတူးကကားရှင်ကိုလျှော့လိုက်သည်ကားတံကိုကြားသဖြင့်တတိဆွဲထားသောတကားဆောင်ကြီးက အလေးပြု၏တရုတ်စစ်ဘိုလ်က ဆက်မောင်းဟု ပြောလိုက်သည်မဟာဓုသည် ဖောက်လုပ်ပြီးစသာရှိသေးသောမာလီတို့လမ်းမကြီးအတိုင်ကားကိုဆက်မောင်းလာ၏၅မိနစ်ပင်မကြာ ကားလမ်းမေးကဝါယာလက်တင်းကုန်တဲကိုတွေ့ရသည် ကားတန်ကြားသဖြင့်အသည့်မတ်တက်ရဲနေကြသောဝါယာလက်ရဲဘော၃ယောက်ကဂျိုင်းတူအလေးပြုရသည်တရုတ်စစ်ဘိုကဆက်မောင်းဟုပြောပြန်၏တနအီလောက်အကြာတွင်အမတ်ခွန်လူနာတဲလေရင်ကွင်းဝကိုရောက်ရှိလာကြ၏ တကားဆောင်ကအလေးပြုပြန်သည်မဟာဒုကာဆက်မောင်းလာ၏အမတ်ခွန်လူနာတဲလေရင်ခွင်းဤဝါရလက်တင်းကိုတင်းနာရောက်သောအခါလူရိတ်လူကြီးမမြင်ရသဖြင့်ကားရက်သွားသည် Seven Judy Seven Judy တရုတ်စစ်ဗိုလ်သည်ကားပေါ်ထက်ကပင်လှမ်းအောင်လိုက်၏စစ်သား၃ယောက်သည်တင်းကိုတဲထဲမှကမန်းကရန်ပြေးထွက်လာကြ၏ကားကိုမြင်သောအခါပြိုင်တူမတ်တက်ရက်ပြီးအလေးပြုလိုက်ကြသည် ဟွေးမာသားကြီးမင်းတို့အိတ်နေကြတာမဟုတ်လားတရုတ်စစ်ဘုကဆဲသည်မဟုတ်ပါဘူးဘိုးကြီးဘာမဟုတ်တာလဲကွာမင်းတို့ဂျူဒီရိတ်နားမလဲဘူးလားတရုတ်စစ်ဘုဒီရဲဘော်၃ယောက်ကိုမန်မဲပြီးအမတ်ရှိလူနာတဲလေရင်ကွင်းဘက်သို့ဆက်မောင်းခိုင်းလိုက်သည်လူနာတဲလေရင်ကွင်းအမတ်ရှိမှာမြန်မာတီခေါင်သောတောင်နှလုံးကြားရှိတောင်ကျောထိပ်တစ်ခုကိုမြေညှိဖောက်ထားသောလမ်းဖြစ်သည့်ဖြင့်အစင်းတွင်လမ်းကမတ်ဆောက်သည် ထို့ကြောင့်မဟာဒုသည်ကားကိုဘိလှဲ့ုံလှိမ့်ပြီးလျှော့ဆင်လာ၏၁မိနစ်အတွင်းမှာပင် အမတ်ရှိလေရင်ကွေး၏အနောက်ဘက်တကားကိုရောက်လာသည် တကားနားတွင်လူရိပ်လူကြီးမမြင်ရသဖြင့်မဟာဒုကကားကိုရက်လိုက်သည်ဂျူဒီဂျူဒီတယုတ်စစ်ဘိုကလှမ်းအော်၏မိသူတဦးတယောက်မှထွက်မလာဂျူဒီဂျူဒီ ခွေးပါသားတွေဘယ်တော့သေနေလဲမသိဘူးတောက်တုံးမကြတယ်ဆောင်တရုတ်စစ်ဘုံနဲ့စစ်သားလေးယောက်ကားပေါ်ကဆင်းလာကြသည်ပဝင်းကျင်ဘဲညာကို အကဲခတ်ရင်ဂျူတီဂျူတီဟုပြိုင်တူအော်ခေါ်နေကြသည်သို့တော်လုံးဝလူရဲလူချေကိုမမြင်ရခွေးမသားကိုတော့ကြားဆွဲသွားပြီထင်နေကွာ7မိနစ်လောက်အော်ခေါ်လှန့်ရှာ၍မတွေ့ရသောအခါ တရုတ်စစ်ဗိုလ်တီတဖြစ်တောက်တောက်ဆဲဆိုကကားဝေါ်ပြန်တက်လာသည်တရုတ်စစ်ဗိုလ်နှင့်ကားဝေါ်ကအတူဆင်းသွားကြသောကလားစစ်သားလေးယောက်ပင်ကားဝေါ်ပြန်မတက်ရသည်တရုတ်စစ်ဗိုလ်ကမဟာဒူးကို မောင်းလေကွာမင်းမလိုမင်းလည်းကြားစာဖြစ်ချင်လို့လားဟုမှန်လိုက်၏တရုတ်စစ်ဗိုလ်အတန်ကြောင့်ကလားစစ်သားလေးယောက်မှာဂမန်ကရန်ကားဝေါ်ပြေးတက်လာကြ၏ဖြောင်ဖြူသော အမတ်ရှိလူနာသည်လေရင်ကွင်းနှင့်မဟာဒူးကားကိုအပြင်းမောင်းဝင်လာ၏ ကားနောက်တွင်ဖုံမုံတွေတလိမ့်လိမ့်ထား၍ကြံခဲ့သည်တရုတ်စစ်ဗိုလ်သည်အိတ်ဆောင်စာအုပ်ငယ်တအုပ်ကိုထုတ်ပြီးစာရွက်တွေကို တဖြက်ဖြက်လှန်နေသည် အမတ်ရှိလူနာသည်လေရင်ကွင်း၏အနောက်ဖက် တကားဆောင်နာမည်ကိုရှာကြည့်နေသလားသို့မဟုတ်တကားဆောင်ထွက်ပြေးသွားပြီးကြားကြိုက်သေးပြီးဟူများမှတ်ချက်ရေးနေသလားဆိုသည်ကိုတော့မဟာတူးလည်းမသိဤဟူကောင်းတောင်ကြားတလျှောက်စီတွင် ကြားတွေကလည်းအလွန်ပေါလျာ အမတ်ရှိလူနာတဲ့လေရင်ကွင်းအနောက်ဖက်တကားဆောင်ကို ကြားဆွဲသွားပြီဟုအားလုံးကထင်လိုက်ကြလေသည် မကြာခင်မှာပင်အမတ်ရှိဝါယာလက်တင်းကိုတင်းနာကားရောက်လာသည် တိတ်တိတ်ဆိတ်ဆိတ်ပင် ကားသံကြားတော်လဲမြည်သူမှ ထွက်မလာတရုတ်စစ်ဘုံမှာပို့ပြီးဒေါသထွက်လာသဖြင့်ဂျူတီဂျူတီဟုဝန်ကောင်းတန်ကြီးနဲ့អော်လိုက်သည်ဘာမှထူးခြားမှုမရှိတရုတ်စစ်ဘုံကားပေါ်မှာခုံဆင်းလိုက်သောအခါ ကလားစစ်သားလေးယောက်မှလည်းတရုတ်စစ်ဘိုလ်ဘေးနှစ်ဖက်တွင်တပ်ဖက်နှစ်ယောက်စီရံမိတာမတ်တက်ရံမိတာဖြစ်နေကြသည်တရုတ်စစ်ဘိုလ်သည်ဝါယာလက်တင်းကိုတဲဝါရှေ့ရောက်သွား၏ဟဲ့ကောင်လူခွေးမာသားလူဟုအော်လိုက်ပြီးတဲတဲဝင်မြေအလုတ်တွင် ခြေလန်းတုံသွားသည်တဲတဲတွင်ငိန်ငိန်တက်တက်အိတ်ဆက်နေကြသောတကားဆောင်နှစ်ယောက်ဝါယာလက်ရဲဘော်၃ယောက်ကိုမြင်သောအခါအံ့ဩသွားလေသည်ဟဲ့ကောင် ဟုအော်ကတယောက်ကိုဖနက်နဲ့စောင့်ကန်၏တုတ်တုံမှမလုတ်တယောက်စစ်ဘိုးလေးအဟုံမှရုတ်ချီးထိတ်လန့်သွားသည်ဘလို့ဖြစ်ပါလဲကားမောင်းသူမဟာဒူးကိုပါလှမ်းခေါ်ပြီးအိပ်ပျော်ရင်းတည်နေကြသော အလောင်းငါးလောင်းကိုတယောက်စစ်ဘိုးကဘလို့ဖြစ်တာလဲဟုမေး၏မဟာဒူးလည်းမဖြေတဲ့လူ၅ယောက်မှအဲ့လျက်တည်နေကြသည် အလောင်းငါးလောင်းကိုတည်တည်ချာချာမကြည့်အားကြတောင့်တင်းနေသော အလောင်းငါးလောင်းမှာ ဂျပန်ကွန်မန်ဒိုများသို့မဟုတ်ဂျပန်ကင်းသမားများဝင်သက်သွားပြီဟုသာထင်လိုက်ကြသည်ဤတွင်ဒဏ်ရာတန်ချက်မတွေ့ရခြင်းတွေးဆတွေးနာတွေစွန့်ထင်းပေးချန်နေခြင်းမရှိသည်မှာလည်းပင်ညှက်သက်သွားတာဖြစ်ရမည်ဟုသာတရုတ်စစ်ဘုကမှတ်ချက်ချသည်ဤအနည်းနာတဝိုက်ကိုဂျပန်တွင်ရောက်နေကြလေပြီဟူသောစိုးရင်ကြောင်းကြစေနှင့်ကလားစစ်သားများကိုချက်ချင်းကားပေါ်ပြန်တက်ခိုင်းသည်တနက်ကိုလည်းအစ်စ်ပြန်ခိုင်းလိုက်သည် သူကိုယ်တိုင်လည်းစစ်တုံး6လုံးပြူကိုချက်ချင်းဆွဲထုတ်ခါအထိတ်တလန့်နဲ့ဟိုရမ်းတရမ်းလုံနေသည်တရုတ်စစ်ဗိုလ်လေးအဟုံမှာသွေးပူရက်သူပြပြီးအမတ်ရှိလေရင်ခွင်းနဲ့အနီးဆုံးဖြစ်သောဘုံမူးလီဝမ်ရှိရာရန်နရအမတ်ငါတက်မကြီးတို့သာကားကိုအများဆုံးမောင်းခန်းလိုက်လေသည်လူနာတဲ့လေရင်ခွင်းအမတ်ရှိမှအလောင်းငါးလောင်းကိုမူဒီအတိုင်းပစ်ထားခဲ့လေသည် ဘိုးအဟုံဤစကားကိုကြားရသောအခါဘုံမူလီဝံမှတကိုယ်လုံးထူပူသွားလေသည် ရုတ်တရက်မူဘာလုံ၍ဘာကံရမှမသိဖြစ်သွား၏ရန်နေရတက်မအမှတ်၅နှင့်လူနာတဲ့လေရင်ဝဲအမှတ်၈မှာ၁၀မိုင်ပင်မဝေးသဖြင့်အကြီးအကျယ်တုံလုံးခြောက်ခြားသွားလေသည်ဘလုံမရောက်မလာနိုင်သေးဟုထင်ထားသော လီရိုလမ်းမပေါ်ကိုဂျပန်တွေရောက်လာလေပြီအင်ဖာဘတ်တွင်လည်းဒုတိယကဘာစစ်ကြီးမဖြစ်မီက လူသားများဖြတ်တန်းကြော်နင်း၍ဘလို့မှမတော်နိုင်ဟုထင်ထားခဲ့သောဂန္ဓာရကိုဂျပန်များဖြတ်ကျော်ဝင်ရောက်လာပြီးဖြစ်ကြောင်းလွန်ခဲ့သောအပတ်ကသတင်းရသည်ဤသတင်းမှလည်းအမှန်ပင်ဖြစ်သည်ထို့ကြောင့်ကိုဝင်၏အမှတ်ဆက်ခွန်တက်မှ တောင်ဘက်တောင်ပံတွင်ဒုဗိုလ်မှူးကြီးအက်ဝဲဦးစီးသောချင်းလဲဗီတက်ကိုချက်ချင်းချထားရသည်တမူးတဝိုက်တွင်တက်ဆွဲထားသောဂရေစီဦးစီးသည့်တက်မဟာတစ်ခုကိုလည်းကဘောချောင်းဘက်သို့ပြောင်းရွှေ့လိုက်ရသည် တောတောင်ကန္နာရမြေမြကြီးကြီးဂျပန်များမရောက်နိုင်ဝင်မလာနိုင်သောကန္နာရမှာမရှိသလောက်ဖြစ်သွားနေပြီအင်္ဂလိပ်စစ်ဗိုလ်များသည်ယခုအခါဘယ်တော့ဘယ်တောင်ကိုမှစိတ်ချမထားရလောက်အောင်ဖြစ်နေကြသည်ယခုလည်းဘလို့မှ ရောက်မလာနိုင်ဟုထင်ထားခဲ့သော လီတိုလမ်းမပေါ်ဂျပန်များရောက်လာလေပြီဟုဗိုလ်မှူးလီဝမ်က အတက်ထင်လိုက်သည်ထို့ကြောင့်အနည်းဆုံးလုံခြုံရေးတပ်များကိုအကြောင်းကြားသည် မဟာလီတို့ဤအမှတ်တက်မှသည်၁၀အထိလုံုံရေးတာဝန်ကိုယူထားသောဘိုးဘူးကြီးတောမတ်ကမှအင်မတန်သွေးသူဖြစ်သည်ထို့ကြောင့်လဲခမရတို့ဟာကြားကြိုက်လို့တေတာများလားဟုပင်ပြန်မေးသဖြင့်လီဝမ်အကြီးအကျယ်ဒေါသထွက်သွားသည်ဂျပန်တွေလေပင်ညစ်တက်သွားတာဗျဂျပန်တွေလေပင်ညစ်တက်သွားတာဟုအော်လိုက်မှတောမတ်မှာဟဲကနေဖြစ်သွားသည်သို့တော်သူကရုပ်ရုပ်တဲတဲဖြစ်နေသည်ကိုမလို့လားလီလိုလမ်းမှာတဲ့ဂျပန်တွေဝင်လာပြီဟုသောသတင်းကိုကြားရလျှင် ရာပေါင်းများစွာသောစစ်သားများနှင့်ထောင်ပေါင်းများစွာသော အလုသမားများကိုဘလို့မှထိန်းရတော်မူမဟုတ်ထို့ကြောင့်စောစောကကြားကြိုက်လို့တည်ရလားဟုမေးခြင်းမှာသူ့လက်အောက်ရှိအရာရှိအရာခံအကျက်တက်သားများကြားသွားပြီးအလုသမားများစီတရင်ပေါက်ကြားသွားမှာဆိုသဖြင့်ပရိယနှင့်ပြောလိုက်ခြင်းသာဖြစ်သည်ဤသည်ကိုပင်အကြောင်းမသိသူလီဝါကအကြီးအကျယ်ပင်ဒေါသထွက်၏ခမည်းကတိတ်သွေးပူတတ်တာပဲကို တနေ့မဟုတ်တနေ့ဂျပန်တွေကျုပ်တို့စီရောက်လာလိမ့်မယ်ဆိုတာကျုပ်တီးပြီးသားပါခုအမတ်ရှိကွဲမှာဖြစ်တာဆိုတော့ဒီငပုတွေဒီနားတဝိုင်မုတ်ချရောက်နေပြီပေါ့ဒါပေမဲ့ကျုပ်တို့တခုစဉ်းစားရမယ်ခုကျုပ်တို့လူတွေကိုလယ်ဘင်းမှာညှက်တက်သွားကြတာဆိုတော့ရှေ့ပြေးကင်းအဖွဲလောက်ပဲဖြစ်အောင်မယ်ဒီငပုတွေကျုပ်တို့ကိုစိန်ခေါ်တိုက်ခိုက်ရရင်တနတ်နဲ့ပြစ်တက်သွားမှာပေါ့မဟုတ်ဘူးလားအေးစင်စင်လုံနေသည်ကိုဒေါသဖြစ်၍လီဝမ်ဘာမှပြန်မပြော လီဝမ်ဤသဘောမှာအမတ်ရှိကွင်းနာဝင်းကျင်ကိုချက်ချင်းတက်တောင်းကာဘိုဓုနှင့်လူစု၍ရန်သူဂျပန်များကို ပိုက်စိတ်တက်လိုက်ရှာခြင်းသည်ကျုပ်ဘိုကျုပ်ကြီးစီတီအစီရင်ခံရမှာပေါ့လောလောဆယ်တက်ခွဲတက်ခွဲကိုစူးစီးပြီးပို့လိုက်ပါမယ်အရေးကြီးတာကတော့အဲညကပဲဖြစ်တဲ့ကိစ္စဆိုတော့ဒီငပုတွေအမတ်ရှင်နာမှာရှိမှာမဟုတ်တော့ဘူးဆိုတာသိကြတယ်ဒီငပုတွေပျောက်ကြားစနစ်ကိုတုံးတက်တယ်အဲ အရေးကြီးတာကအဲ့ဒီအလောင်းတွေကိုအမြန်ဆုံးဖြောက်ဖြက်ပြရမယ်အလौဒမကူလူတွေမတိကြဘူးအဓိကပဲတေတာကိုတိတာအရေးမကြီးဘူးနော်ဘုံမူဂျပန်တွေတက်သွားတယ်ဆိုတာမတိဖို့အရေးကြီးတယ်တကယ်လို့တိသွားတယ်ဆိုတော့ကြားကြိုက်လို့တည်တယ်ပဲပြောရမယ်လီဝမ်ကအဟုန်ကိုမင်းတို့ကောင်းတဲ့ငါနဲ့မဖြစ်ဘူးကြာရင်ငါထထိုးမိလိမ့်မယ်ဟုတ်ပြောပြီး သူ့ရန်ရာဆက်ယုံနဲ့ပြန်သွားသည်ဖိုးကြော့ လိုအပ်ချက်များကိုတည်ခံပြီးနားဆင်ပေးကြသောညီကောင်မောင်နှမများအားလုံးအားလုံးဘေးကင်းရန်ကွာရှိကြပါစေ။